ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့နိုဝင်ဘာလ9ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုက်ရပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ခမောက်ကြီးမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုဗိုလ်မှူးနဲ့ဗိုလ်ကြီးများအပါအဝင်ထိခိုက်သေဆုံးသူများပြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်တနင်္သာရီတိုင်းကော့တောင်းခရိုင်ခမောက်ကြီးမြို့နယ်အတွင်းမှာအကြံဖတ်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာ ဗိုလ်မှုဗိုလ်ကြီးတို့အပါအဝင်စစ်သား20ကျော်တိတ်ဆုံးခဲ့ပြီးအများပြဒဏ်ရာရရှိခဲ့ကြောင်းကော့တောင်းခရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုကြားကြီးကပြောကြားပါတယ်။နိုဝင်ဘာလ2ရက်နေ့မွန်တေ12:50မိနစ်ခန့်မှာခမောက်ကြီးမြို့နယ်အခြေစိုက်တပ်နယ်မှာအင်အား80ခန့်နဲ့လေးရွာနဲ့ထူးဆုံဖြတ်လန်းကိုဝင်ရောက်လာတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့ကအသင့်စောင့်ကြုံမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ၃နိုင်ကျော်ကြာမြင့်ခဲ့ကြောင်းသိရှိရပါတယ်။ ရင်တိုက်ပွဲအတွင်းမှာအကြံဖတ်စစ်တဲ့ဘက်ကဘုံမှုတူဘူကြီးတူနဲ့တက်ချက်ကြီးတူအပါအဝင်ရှိဦးနေရမှာတဲ့ပွဲချင်းပြီးသေဆုံးခဲ့တော့ကိုတလိုင်းရဲပေါ်မြမျက်မြင်တွေ့ရှိခဲ့ကြောင်းဒါအပြင်ရင်တိုက်ပွဲအတွင်းမှာသေဆုံးသွားတဲ့စစ်သားမတအလောင်း78လောင်းကိုလည်းလေးရွာစတင်ကြောင်းအနီးမှာမိရှုထားခဲ့ကြောင်းသိရှိရပါတယ်မျက်မြင်ကတော့ဘုံမှုတူနဲ့၃ပွင့်ဘူကြီးတူပြီးတော့တက်ချက်ကြီးတူအပါအဝင်ရှိဦးကတော့မျက်မြင်ပေါ့ အလောင်း၁၈လောင်းမီးရှို့ထားတာလဲခိုင်မာတဲ့တရင်ရမြက်ကရရှိထားတာပါသူတို့အလောင်းတွေကိုသူတို့ကိုယ်တိုင်မီးရှို့သွားတာပြီးတော့ခမောက်ကြီးတက်နေတဲ့မှာအရာရှိ၃နာရီခန့်နဲ့လုတ်တယ်လို့လဲတရင်ရထားပါတယ်လို့ကိုတောင်းခင်ပြည်သူကာကွယ်ရေးအဖွဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုကြားကြီးကပြောကြပါတယ်ဒါအပြင်အကြံဖတ်စစ်တပ်28ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးခြေပြက်လက်ပြက်ပြင်းထန်ဒဏ်ရာရကစစ်သား၈ဦးကိုထိုင်းနိုင်ငံရန်နောင်ဆေးရုံမှာဆေးကုသနေကြောင်းကြန့်ရှိတဲ့ဒဏ်ရာရစစ်သားတွေကိုတော့ ကော့တောင်းပြည်သူစေယုံနဲ့စစ်တပ်စေယုံတို့မှစေကူတာနေကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုကော့တောင်းခေမဟာမိတ်ပူပေါင်းအဖွဲ့ဖြစ်တဲ့ KDLA ဗိုလ်ချုပ်မြအထူးတရင်ကော့တောင်းမြို့နယ်ပကဖားနဲ့ဗိုလ်ပြင်းမြို့နယ်ပကဖားတို့ကပူပေါင်းကတိုက်ခိုက်ခြင်းဖြစ်ပြီးတော်လိုင်းရေးတပ်ဖွဲ့ဝင်အုပ်ကြောင့်ဆုံးခဲ့ကတအူးမှမစိုးရင်ရဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ ကော့တောင်းခရိုင်အတွင်းမှာစီးရဲအရှိန်မြင့်လာနိုင်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့တော်လန်ရေးတပ်ဖွဲ့များရဲ့ထုတ်ပြန်ချက်တွေကိုလေးစားလိုက်နာပြီးစီးရဲအသည့်စီးရဲတတိအမြင်ရှိကြပါရန်ကော့တောင်းခရိုင်ပြည်သူကာကွယ်ရေးအဖွဲ့တတိနဲ့ပြန်ကြားရေးဌာနကနှိုးဆော်ထားကြောင်းသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ကော့ကရိတ်တိုက်ပွဲမှာစစ်ကော်မရှင်တပ်အထိနာနေပြီးစစ်ကော်မရှင်တပ်ဖွဲ့ဝင်၄၀ထပ်မင်းသေဆုံးခဲ့တယ်လို့ပြောပါတယ် ကရင်ပြည်နယ်ကော့ကရိတ်မြောက်ပိုင်းကကြေးရွာတွေကိုစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ထိခိုက်သေးဆုံးမှုများပြားနေတယ်လို့မြေပြင်စီးရေးသတင်းရှိမြစ်တွေကပြောပါတယ်။အာနာသိန်းစစ်ကော်မရှင်တပ်ကော့ကရိတ်မြောက်ဝတီဒေါနာတောင်ပေါ်လမ်းဟောင်းကိုလည်းပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်ပြီးခဲ့တဲ့အောက်တိုဘာလဇန်ပိုင်းကစလို့အင်အားအလုံးအရင်နဲ့စစ်ကြောင်းထိုးနေတာပါ။စစ်ကော်မရှင်တပ်စစ်ကြောင်းထိုးနေတာကြောင့်ထိဖိုးဆန်ကြေးရွာအုပ်စုနဲ့အနီးပတ်ဝန်းကျင်ကြေးရွာတွေမှာနိုဝင်ဘာလ9ရက်နေ့အထိနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကော်မရှင်တပ်ဘက်က ထိခိုက်သိဆုံးမှုများပြားနေတာဖြစ်ပါတယ်။တော်လန်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေပြောပြချက်အရယခုလနိုဝင်ဘာလ၁ရက်နေ့ကနေ၅ရက်နေ့ထိဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲတွင်စစ်ကော်မရှင်တပ်ဖွဲ့ဝင်40ထပ်မင်းထိခိုက်သိဆုံးခဲ့တယ်လို့ပြောပါတယ်။အထိနာနေတဲ့စစ်ကော်မရှင်တပ်ဟာဂျုံတိုးအခြေစိုက်တရင်တွေကစစ်မှုတန်းတပ်သားတွေနဲ့အင်အားဖြည့်တင်းပြီးထပ်မံစစ်ကြောင်းတွန်းနေတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့စစ်ကော်မရှင်တပ်ဟာ ကော့ကရိတ်မြဝတီဒေါနာတံပေါ်လမ်းဟောင်းကိုပြန်လည်တင်းကျုံနိုင်ဖို့စစ်မျက်နှာနှစ်နေရာကနေစစ်ကြောင်းထိုးနေတာဖြစ်ပြီးလေကြောင်းတိုက်ခိုက်မှုတွေလည်းပုံမလုဆောင်နေတာပါစစ်ကော်မရှင်တပ်စစ်ကြောင်းထိုးနေတာကြောင့်ကော့ကရိတ်မြပိုင်းကကြေးရွာတွေဖြစ်တဲ့မြပတိုင်းတီဖိုဆန်နောင်မီ ကော့ဖန်ရက်မီဖာလေစတဲ့ကြေးရွာတွေကဒေသခံအများပြားဟာဘေးလွတ်ရောက်ကိုထွက်ပြေးတင်းရှောင်နေရတယ်လို့ဒေသခံတွေစီကနေသိရှိရပါတယ်ခင်ဗျာ နောက်ထပ်သိရှိရတဲ့သတင်းကတော့ဖြူးမြို့နယ်မကြီးကုန်းတောင်ရွာကိုဘုံလာကျဲ့တဲ့စစ်တပ်ရဲ့ gyrocopter ရဟတ်ယာဉ်တစ်စီးပြတ်ကျခဲ့ပြီးမောင်းနေသူစစ်သား၂ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းဖြူးမြို့နယ်မကြီးကုန်းတောင်ရွာကိုဘုံလာကျဲ့တဲ့စစ်တပ်ရဲ့ gyrocopter ရဟတ်ယာဉ်တစ်စီးပြတ်ကျပြီးမောင်းနေသူစစ်ခွေး၂កောင်သေဆုံးခဲ့ကြောင်းပဲခူးတိုင်းစစ်တပ်နာရဲ့ထုတ်ပြန်ချက်နဲ့ဒေသပြည်သူများရဲ့ရန်ကုန်ခေတ်သစ်သတင်းဌာနထံကိုပြောဆိုကြများရသိရှိရပါတယ်။ဒီမနေ့နိုဝင်ဘာလ6ရက်နေ့မနက်7:55မိနစ်ခန့်မှာ ပြုံမြွနဲ့မကြီးကုန်းတောင်ရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြံဖတ်စစ်တပ်ရဲ့မုံမြို့အခြေစိုက်ခမရ9ကိုတုံညတရင်က120မမလက်နက်ကြီးအသေးကန် drone များနဲ့ပစ်ခတ်တိုက်ခတ်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲဒီနောက်ယမန်နေ့မွန်းလွဲ3:30မိနစ်ခန့်မှာအကြံဖတ်စစ်တပ်ရဲ့ gyrocopter နစီဟာမကြီးကုန်းတောင်ရွာမှာရှိတဲ့နေအိမ်တွေကိုဘုံနှလုံးထပ်မံကျေချတိုက်ခတ်ခဲ့ကြောင်းယင်းတိုက်ခိုက်မှုများတွင် မကြီးတောင်ရွာသားအသက်55နှစ်အရွယ် ဦးမောင်ငယ်ဘိုက်ပွင့်ထွက်ဒဏ်ရာနဲ့တိတ်ဆုံးခဲ့ပြီးနေအိမ်၆လုံးမီးလောင်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။အဲဒီလိုဘုံကျဲတိုက်ခိုက်ပြီးနောက်အကြံဖတ်စစ်တပ်ရဲ့ဂိုင်ရိုကော့ပတာတစ်စီးဟာဗဒက်ခင်ရွာနဲ့ဒဂွန်တိုင်းရွာအကြမ်းမှာပြက်ကျခဲ့ပြီးမောင်နေသူစစ်ခွေးနှစ်ကောင်တိတ်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။ပြုံးမြုံနဲ့ဘက်ကိုဘုံလာကျဲပြီးအပြက်မှာဂိုင်ရိုကော့ပတာတစ်စီးကဗဒက်ခင်ရွာနဲ့ဒဂွန်တိုင်းရွာအကြမ်းမှာပြက်ကျတာ မောင်းနေလာတဲ့စစ်ခွေးနှစ်ကောင်တိတ်ဆုံးတယ်စစ်ခွေးတွေဘုံကျဲသွားတာလဲပြည်သူတို့တိတ်ဆုံးတယ်လို့ဒေတာပြည်သူတို့ကပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့တရုတ်ရဲ့ဂျာဝင်စွပ်ဖတ်မှုကိုလက်မခံကြောင်းနဲ့မိုးကိုမြို့ကို TNL ကစစ်အုပ်စုလက်ထက်ပြန်လွှဲပေးတဲ့အပေါ်မကျေနပ်ကြောင်းမြို့ခံတွေကတန်ပုံတီဆန္ဒပြခဲ့ကြောင်းတင်ဆက်ပေးပါမယ်တရုတ်ရဲ့ချင်းချောက်အချက်ကိုင်မှုကြောင်းမိုးကိုမြို့ကိုတအောင်တက် TNL ကအာနာသိန်းစစ်အုပ်စုထံပြန်လွှဲပေးမယ့်အပေါ်မကျေနပ်ကြောင်း မိုးကုတ်မြို့ခံတွေကယမန်နေ့နိုဝင်ဘာလ6ရက်နေ့ညပိုင်းမှာတံပုံတီဆန္ဒပြခဲ့တယ်လို့သတင်းရရှိပါတယ်။မိုးကုတ်မြို့ခံတွေကသွေးတစ်စာတချင်းတွေတီးဆိုကတံပုံတီဆန္ဒပြခဲ့တာဖြစ်ပြီးတရုတ်ရဲ့ဂျောင်းဝင်ဆွတ်ဖတ်မှုကိုလက်မခံကြောင်းနဲ့မိုးကုတ်မြို့ကို TNL ကစစ်အုပ်စုလက်ထက်ပြန်လွှဲပေးတဲ့အပေါ်မကျေနပ်ကြောင်းဆန္ဒပြခဲ့တယ်လို့မြို့ခံတွေကပြောထားပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့မင်းအွန်လိုင်းကနျူကလ িয়ার စွမ်းအင် အကောင့်ထဲပေါ်ရတဲ့ဝန်ကြီး73ဦးပါတဲ့အမျိုးသားကော်မတီကိုဖွဲ့စည်းလိုက်ပြီးလူအပ်နေတဲ့ရန်ပုံငွေနဲ့ဘန်နာရေးအရင်းမြစ်များကိုရှာဖွေနေကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအွန်လိုင်းကနျူကလ িয়ার စွမ်းအင်အကောင့်ထဲပေါ်ရတဲ့ဝန်ကြီး73ဦးပါတဲ့အမျိုးသားကော်မတီဖွဲ့စည်းပြီးလူအပ်နေတဲ့ရန်ပုံငွေနဲ့ဘန်နာရေးအရင်းမြစ်တွေကိုရှာဖွေရန်တတ်မှတ်လှုပ်ဆောင်နေကြောင်းစစ်တပ်ကထုတ်ပြန်ထားတဲ့ပြန်တမ်းအရသိရှိရပါတယ်။ မင်းအွန်လိုင်းကဥက္ကဋ္ဌဖြစ်ဆောင်ရွက်နေတဲ့အမျိုးသားအဆင့်နျူကလ িয়ার စွမ်းအင်အကောင့်တွေပေါ်ရေးဥဆောင်ကော်မတီကိုဩဂတ်လ15ရက်နေ့မှာဖွဲ့စည်းလိုက်ပြီးရင်းကော်မတီထဲမှာဝန်ကြီး73ဦးကိုအဖွဲ့ဝင်များဖြင့်တက်မှတ်တောင်းဝန်ပေးထားကြောင်းသိရှိရပါတယ်။အဆိုပါနျူကလ িয়ার စွမ်းအင်ကော်မတီကမြန်မာနိုင်ငံမှာနျူကလ িয়ার စွမ်းအင်အစီအစဉ်များစတင်နိုင်ရေးဦးစီးဆောင်ရွက်ခြင်းနျူကလ িয়ার စွမ်းအင်အစီအစဉ်အကောင့်တွေပေါ်ရမှာဥဆောင်မှုပေးခြင်းနဲ့လူအပ်တော်ညွှန်ကြားချက်လက်ညွှန်ချက်များထုတ်ပြန်ခြင်းနျူကလ িয়ার စီမံကိန်းများအကောင့်တွေပေါ်ဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကိုစောင့်ကြည့်စစ်ဆေးခြင်းလမ်းညွှန်ပေးခြင်းနျူကလ িয়ার အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးအတွက်ရန်ပုံငွေလိုအပ်ချက်တတ်မှတ်ရေးနဲ့နျူကလ িয়ার စီမံကိန်းအတွက်ဗန်နာငွေရရှိနိုင်မဲ့အရင်းမြစ်များရွေးချယ်တတ်မှတ်ရေးတို့ကိုဥဆောင်ခြင်းတို့ပါဝင်ကြောင်းသိရှိရပါတယ်ဒါအပြင်မိန်အွန်လိုင်းဥဆောင်တဲ့နျူကလ িয়ার ကော်မတီကလုပ်ငန်းကော်မတီတရက်ကိုထပ်မံဖွဲ့စည်းထားပြီးသိပ္ပံနဲ့နှီးပညာဝင်ကြီးကိုဥဆောင်ခိုင်းတာပါတယ်။၂၀၂၅ခုနှစ်ဧပြီလအတွင်းမှာ မြန်မာနိုင်ငံမှာရုရှားကမဂါဝက်130အသေးစားနျူကလ িয়ার တပ်ပေါင်းဘူကိုတိစောက်ရန်နဲ့အစိုးရတပ်ပေါင်းဘူကိုမဂါဝက်330အထိလျှက်စစ်တိုးချဲ့ထုတ်လုပ်နိုင်ရေးနျူကလ িয়ার တပ်ပေါင်းဘူအဆင့်တိုးမြင့်သွားနိုင်ရန်နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ပါတယ်နျူကလ িয়ার တပ်ပေါင်းဘူစီမံကိန်းအတွက်ရုရှားနဲ့မြန်မာနိုင်ငံနှစ်နိုင်ငံနားလည်မှုစာချုပ်လွှတ်သဘောတူညီချက်ကိုရုစတော်ညွန်ကြားရေးမှူးချုပ်အလက်ရှိလီကာရှက်ဖ်နဲ့မြန်မာနိုင်ငံသိပ္ပံနဲ့ဤပညာဝန်ကြီးမျိုးသိန်းကျော်တို့ကလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါတယ် ရုရှားကနျူကလ িয়ার တပ်ပေါင်းဖို့တိဆောက်ရင်းနဲ့လေပတ်ရေးတို့ကိုရုရှားပညာရှင်များနဲ့အတူမြန်မာနိုင်ငံမှာစစ်အရာရှိများကိုပူးတွဲတင်ကြားပြသပေးတော်မှာဖြစ်ပြီးစစ်အုပ်စုကနျူကလ িয়ার တပ်ပေါင်းဖို့တိဆောက်မှုအဆင့်လိုက်ချင်းစီအတွက်စစ်အုပ်စုကရုရှားထံကိုငွေကြေးပေးချေရမှာဖြစ်ကြောင်းသိရှိရပါတယ်။မေအောင်လရဲ့ယခုနှစ်စက်တင်ဘာလရုရှားခီးစဉ်အတွင်းမှာ မြန်မာနိုင်ငံမှာအငေစားလျက်စစ်တအားပိစက်ယုံတည်ဆောက်နိုင်ရေးအတွက်လိုအပ်တဲ့နျူကလ িয়ার အခြေခံအဆောက်အအုံလူစွမ်းအားအရင်းမြစ်များနဲ့အခြားလိုအပ်တဲ့လုပ်ငန်းတွေကိုရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ရူဆာတွမ်တိုကတက်နိုင်သမျှဆက်လက်ကူညီပေးပါရန်မင်းအောင်လိုက်ကရုရှားအစိုးရကိုမြစ်တာရက်ခံခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ရန်ကုန်တမိုင်းလမ်းစုံမှာပြူစောထင်းတဲ့စစ်တပ်ကပြည်တစားများအုံချ၍လူငယ်တွေကိုသွေးဆောင်ဖျောက်ယောက်ကစစ်မှုတန်းဖြစ်ဖမ်းဆီးငွေညှစ်မှု စစ်မှုမထမ်းလို့ရင်လူငယ်တအုပ်ကို25ဒိန်းနဲ့ရွေးကြိုင်ပြီးဝန်တွင်မှလည်းလူငယ်10ဦးကိုစစ်တကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမယံကုန်းမြို့နယ်တမိုင်းလမ်းဆောင်မှာပြူစောတိနဲ့စစ်တကပြည်တစားများအုံချရွေးလူငယ်တွေကိုတွေးဆောင်ဖျားယောင်ပြီးစစ်မှုတန်းဖြစ်ဖမ်းဆီးခြင်းနဲ့ငွေညှစ်မှုများလုံဆောင်တာကြောင်းဖမ်းဆီးခံလိုက်ရတဲ့လူငယ်တချို့ရဲ့ဆွေမျိုးတွေကပြောဆိုပါတယ်။ရွှေပြည်သာမြို့နယ်အမှတ်15ရပ်ကွက်မှာနေထိုင်တဲ့အသက်19နှစ်အရွယ်လူငယ်တအုပ်က ူ့ရဲ့တငယ်ချင်း၃နဲ့အတူနိုဝင်ဘာလ9ရက်နေ့ညနေပိုင်းဒဇောင်တိုင်ပွဲနဲ့ဇေယံပွဲတွားရောက်မယ်လို့ဆိုကထွက်ခွာသွားကြောင်းအဲဒီနောက်ည9:30မိနစ်အချိန်မှာလူငယ်ရဲ့လက်ကင်ဖုန်းမှာတဆင့်လုံကြုံကြီးတာဝန်ရှိသူတဦးလို့ဆိုကဖုန်းနဲ့မိသားစုထံကိုဆက်သွယ်လာပြီးစစ်မှုထမ်းအဖြစ်စူးစမ်းမခန့်ရလိုပါကလူငယ်တဦးကိုငွေကျပ်25သိန်းနဲ့လာရောက်ရွေးယူခိုင်းကြောင်း တမိုင်းလန်းစုံကောင်းကြိုက်တံပေါင်းရှိမှာပြည်တစားအမျိုးသမီးတစုကဈေးတက်တက်တတနဲ့ပျော်ပါနိုင်တယ်လို့ဆိုကလူငယ်တွေကိုခေါ်ဆောင်သွားပြီးနောက်စစ်မှုတန်းဖြစ်ဖန်ဆီးခံရခြင်းဖြစ်တယ်လို့ဖန်ဆီးကလူငယ်ကပြန်လည်ရှင်းပြလာကြောင်းသိရှိရပါတယ်။ကောင်းကြိုက်တံပေါင်းရှိနားမှာသူတို့လူငယ်တွေရွှေပြည်သားပြန်ဖို့ကားဆောင်နေတုန်းကောင်းမလေးတွေကဈေးတက်တက်တတနဲ့ပျော်ပန်းလို့ရတယ်ဆိုပြီးခေါ်တော့သူတို့လိုက်သွားတာကားကလည်းသူတို့ရဲ့တက္ကစီကားကားပေါ်ရောက်မှရက်ွက်ရုံးကိုခေါ်သွားပြီးစစ်မှုတန်းဖြစ်စူဆောင်းနေဆိုပြီးဖမ်းလိုက်တာ ေပင်းနဲ့ခွဲပြီးငွေလွှဲခိုင်းတယ်။ငွေလွှဲပြီးတော့မှရက်ွက်ရုံးကနေပြန်သွားခေါ်လို့ရတယ်။မရွေးနိုင်တဲ့သူနှစ်ဦးကတော့ဘရင်နောင်စစ်ကြောရေးရိတ်တာပုခံလိုက်ရတယ်လို့လွမြောက်လာတဲ့လူငယ်ရဲ့ဆွေမျိုးတာချင်းတူကရှင်းပြပါတယ်။မယန်ကုံမြို့နယ်တမိုင်းလန်းစုံကောင်းကြိုက်တံပေါက်ဆိုင်အနီးမှာပြည်တစားအမျိုးသမီးများစွာနေရောညပါရှိနေပြီ။အဆိုပါပြည်တစားများအနက်တချို့မှစစ်တပ်အတွက်လူငယ်များရှာဖွေဖမ်းဆီးမှုများလှုံ့ဆော်လာကြောင်းပြူစောတီနဲ့လူမိုက်တချို့ကတက္ကစီကားနဲ့ဆောင်ဆိုင်ပြီးပြည်တစားများသွေးဆောင်ဖျားယောင်ခေါ်ဆောင်လာတဲ့ လူငယ်တွေကိုရက်ွက်ယုံတို့တကားရဲခေါ်ဆောင်ကစစ်မှုတန်းဖြစ်စူးစောင်းထားကြောင်းသိရှိရပါတယ်။အလားတူမန္တလေးတိုင်းဝန်တွင်းမြို့နယ်ကြေးရွာငါရွာမှလူငယ်စေဦးကိုစစ်တကနေအိမ်ထဲထိဝင်ရောက်စီးနှင်းပြီးပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း Voice of Wandrin မှတာဝန်ရှိသူတဦးကဆိုပါတယ်။နိုဝင်ဘာလ9ရက်နေ့ဝန်တွင်းမြို့နယ်ပင်တလဲမိတ်တီလာလန်တလျှောက်မှာရှိတဲ့ကျောင်းကုန်းရွာရွာတစ်ရွာတစ်ပလွေကန်ကြေးရွာကိုစစ်တကဝင်ရောက်စီးနှင်းပြီးလူငယ်9ဦးကိုပေါ်တာဆွဲခဲ့ကြောင်းအဲဒီနောက်နိုဝင်ဘာလ10ရက်နေ့ အင်းရင်ကြည်ရွာမုံတော်ကြည်ရွာကိုထပ်မံစီးနေပြီးလူငယ်၃ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ်လူငယ်၁၀ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးပြီးနောက်ငွေကြေးတက်နိုင်တဲ့မိသားစုမှလူငယ်၁ဦးကိုငွေကျပ်25သိန်းနဲ့ပြန်လည်ရွေးယူခဲ့ရကြောင်းကျန်တဲ့လူငယ်ကိုစလုံးမှပင်တလေရေးစခန်းမှာဆက်လက်ဖမ်းဆီးခံရရကြောင်းသိရှိရပါတယ်အကြမ်းဖက်စစ်တပ်ကယခုနိုဝင်ဘာလမှာစစ်မှုထမ်းအပတ်စဉ်၁၉ကိုဖွင့်လှစ်မှာလည်းဖြစ်ပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးချင်တာကတော့စစ်တပ်ကဆက်သွေးရေးလိုင်းတွေဖြတ်တာဟာစစ်ရေးအသာရဖို့လူခွင့်ရေးချိုးဖောက်မှုတွေဖုံးကွယ်ဖို့နဲ့ဝါဒဖြန့်ဖို့ရည်ရွယ်တာလို့အတန်အဖွဲပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အနာသိစစ်ကောင်စီတပ်ဟာနိုင်ငံတော်မျိုးနဲ့အများပြားကိုဖုန်းအင်တာနက်စတဲ့ဆက်သွေးရေးလိုင်းတွေဖြတ်တောက်နေတာဟာပြည်တွင်းသတင်းစစ်ဆေးမှုကိုရပ်တန့်စေပြီးစစ်တပ်ကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေနဲ့လူခွင့်ရေးချိုးဖောက်မှုတွေဖုံးကွယ်နိုင်ဖို့အတွက်အပအဝင် အတိကရည်ရွယ်ချက်၃ရက်အတွက်လှုပ်ဆောင်နေတယ်လို့အတန်းအဖွဲ့ကပြောပါတယ်။နိုဝင်ဘာလ9ရက်နေ့မှာမြမပြည်ရင်းပြစ်စစ်တပ်မှပြုလုပ်သည့်စက်သွေးလိုင်းပြတ်တောက်ခြင်းရဲ့အကျိုးဆက်သူတေသနစာတမ်းတို့ကိုအတန်းအဖွဲ့ကမိတ်ဆက်ထုတ်ပြန်ခဲ့ရမှာသူတေတီတူကအခုလိုရှင်းပြခဲ့တာပါ။စစ်တပ် internal line ပြတ်တောက်တာဟာသူ့ရဲ့လူခွင့်ရေးချိုးဖောက်မှုတွေဖုံးကွယ်ဖို့အပြင်စည်ရေးအရာအသာစီရယူနိုင်ဖို့တော်လှန်ရေးတပ်ဖွဲ့တွေအကြားချိန်ဆမှုတွေဖြစ်တော့ပြီး အင်းအားလျော့နေလာစီဘူးစစ်တပ်ကနောက်ပိုင်းမှာပြုလုပ်လာတဲ့သတင်းတူသတင်းမှားတွေနဲ့ဝါဒဖြန့်ချီရေးလုပ်ငန်းတွေကိုအင်တိုက်အားတိုက်အောင်အောင်မြင်မြင်လုပ်နိုင်ဖို့ရည်ရွယ်ချက်ရှိရှိလှုံ့ဆော်နေတာလို့အတန်အဖွဲ့ကသူတွေဒီကပြောပါတယ်စစ်တပ်ကသူ့ရဲ့အရင်အရင်တုန်းကတုံးခဲ့တဲ့ဝါဒဖြန့်မှုတွေကအရင်တည်ရောက်မှုမရှိတော့တဲ့အတွက်နောက်ပိုင်းမှာတက်လွင်စမ်းသစ်တဲ့နေလန်းတွေကိုအသုံးပြုလာတယ်လို့အတန်အဖွဲ့ကသူတွေဒီကစာတန်းတူကိုမိတ်ဆက်ရမှာထည့်သွင်းပြောပါတယ် နာမည်ကြီးအမှုပညာရှင်တွေထင်ရှားတဲ့နိုင်ငံရေးသမားဟောင်းတွေဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာလူသိများတဲ့သူတွေကိုနောက်ွယ်ကထိန်းချုပ်ပြီးဖျော်ပြရေးတင်ဆက်ရေးလှုပ်ရှားမှုတွေကတဆင့်စစ်တပ်နဲ့သက်ဆိုင်တဲ့ဝါဒဖြန့်ချိမှုတွေတပြိုင်နက်တည်းလှုပ်ဆောင်စည်းတာတွေးရှိရကြောင်းသူကပြောပါတယ်စစ်တပ်ကလူတို့ရဲ့အမြင်တွေကိုဝေဝါးပြီးပြောင်းလဲစေဖို့တော်လှန်ရေးနိုင်ငံရေးနဲ့သက်ဆိုင်တဲ့လူတို့ရဲ့ခံယူချက်ယူဆချက်တွေရိုင်းနေလာအောင်လှုပ်ဆောင်ဖို့ဝါဒဖြန့်မှုတွေပြုလုပ်နေတယ်လို့ပြောပါတယ် ဒီလိုလှုပ်ဆောင်ကြမှာလွတ်လပ်တဲ့သတင်းမီဒီယာကန်တာကိုလည်းစစ်တပ်ထောက်ခံအားပေးသူတစုရဲ့အကူအညီနဲ့သတင်းသမားတွေကိုဖမ်းဆီးထောင်ချတာမီဒီယာတွေကိုပိတ်သိမ်းတာတွေလှုပ်ဆောင်ခဲ့တယ်လို့လူတူရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုအစုံအစွန်ထိကန့်တတ်ဖို့ကြိုးစားနေကြောင်းအတန်အဖွဲ့ကသူတွေဒီကပြောပါတယ်အတန်အဖွဲ့ကပြုလုပ်ခဲ့တဲ့စာတမ်းတို့မှာမြန်မာနိုင်ငံအတွင်းဆက်သွယ်ရေးလိုင်းပြတ်တောက်မှုအခြေအနေစစ်တပ်ရဲ့စောင့်ကြည့်ရေးထောက်လှမ်းရေးနည်းပြောင်း အတူအယံရွေးကောက်ပွဲနဲ့စစ်တပ်ဝါဒဖြန့်ချီမှုများဆက်သွယ်ရေးလိုင်းပြတ်တောက်ခြင်းရဲ့အကျိုးဆက်နောက်ဆက်တွဲလူခွင့်ရေးချိုးဖောက်မှုများစတဲ့တွေ့ရှိချက်တွေကိုဖော်ပြထားပါတယ်။အင်တာနက်မျက်နှာလျှော့ကြတယ်။အထက်က 2G 3G လိုမျိုးဖြစ်သွားတဲ့ဒီလိုဟာမျိုးတွေမှာဒီအပိုင်းတွေပါမယ်လို့စစ်အုပ်စုကပြုလုပ်တဲ့ဆက်သွယ်ရေးလိုင်းပြတ်တောက်မှုပုံစံကိုရှင်းပြပါတယ်။အင်တာနက်ပြတ်တောက်တာဖုန်းအင်တာနက်နှမျိုးလုံးပြတ်တောက်တာတွေဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။စစ်တပ်ဟာတနိုင်ငံလုံးအတိုင်းအတာအင်တာနက်လိုင်းပြတ်တောက်တာ ဒေတာမျိုးနဲ့အလိုက်အင်တာနက်ဖြတ်တောက်တာနေ့ရက်အချိန်အလိုက်အင်တာနက်ဖြတ်တောက်တာတွေလှုပ်ဆောင်ခဲ့တာတွေ့ရကြောင်းအတန်ဖွဲကပြောပါတယ်နေ့ရက်အလိုက်အချိန်အလိုက်ဖြတ်တောက်တာမှာဂျမာလိုစက်ပစ္စည်းတွေအသုံးပြုဖြတ်တောက်တာပြင် VPN နဲ့အခြား software တွေကိုပိတ်ပင်ကန့်သက်တာတွေလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်အခမဲ့သုံးခွင့်ရတဲ့ VPN တွေဟာစစ်တပ်ရဲ့ပိတ်ပင်ခံရရကြောင်းပြောပါတယ်ယခုနှစ်အတွင်းအင်တာနက်ဖြတ်တောက်ခံရတဲ့မြို့နယ်အကြီးအကျယ်ကိုဖော်ပြခဲ့ရမှာ ဇန်နဝါရီလမှာ91မြို့နယ်ဆက်သွယ်ရေးလိုင်းပြတ်တောက်ခဲ့ပြီးဖေဖော်ဝါရီလမှာ102မြို့နယ်မတ်လမှာ108မြို့နယ်ဧပြီလမှာ139မြို့နယ်မေလမှာ126မြို့နယ်ဇွန်လမှာ130မြို့နယ်ဇူလိုင်လမှာ131မြို့နယ်ဩဂတ်လမှာ132မြို့နယ်နဲ့စက်တင်ဘာလမှာ131မြို့နယ်ဖြစ်တယ်လို့ဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ AOR ကျမ်းမာရေးဦးစီးမှုဆီလွတ်တဲ့အတွက်ငှက်ဖြားစီတွားဖြန့်တဲ့ NCDM ဝန်တဲ့ယင်းနှစ်တည်ဆုံးခဲ့ပြီး တိုင်းရုံးကတာဝန်ယူမှုမရှိကြောင်းတင်ဆက်ပေးပါမယ်။စစ်ကော်မရှင်လက်အောက်ခံ AR တိုင်းတိုင်းချမ်းမာရေးဦးစီးမှုဒေါက်တာတီဟာရဲ့အတ္တမစီလွတ်ခံရမှုနဲ့ငှက်ဖျားစီတွားဖြန့်ရတဲ့နဲစီဒီယမ်ဝန်တန်းတူရည်စည်းနဲ့အတူမြို့ပါကရင်းနှစ်တည်ဆုံသောကြောင်းဒေသခံများနဲ့ဝန်တန်းများထံကနေသိရှိရပါတယ်။တည်ဆုံသူမှာတိုင်းငှက်ဖျားဝန်တန်းဦးတီဟာအေးလွင်ကြီးကျက်နှစ်ဖြစ်ပြီးနိုဝင်ဘာလ3ရက်နေ့က ငပူတော်မြို့နယ်မော်တင်ကားလန်တလျှောက်မှာငှက်ဖြားစီဖျန်းနေစဉ်စံကြောင်ရည်စည်းနဲ့တူမျောပါသွားခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကဆိုပါတယ်။စံကြောင်ရည်စည်းနဲ့တူမျောပါသွားခဲ့သူဦးတီဟအေးလွင်ရဲ့ရုပ်အလောင်းကိုနိုဝင်ဘာလ9ရက်နေ့မှာဒေသခံများရဲ့ရှာဖွေမှုနဲ့တွေ့ရှိခဲ့ကြောင်းသိရှိရပါတယ်။ငပူတော်မော်တင်လမ်းကြောင်းမှာဝင်ကြီးခီးစဉ်ရှိလို့ဝင်ကြီးကိုဖားရဖို့တိုင်ယုံကနေငှက်ဖြားစီဖျန်းလွတ်တယ်။သူ့လက်ထက်မှာငှက်ဖြားကင်းစင်ကြောင်းပြကြတာဝန်တန်းတွေကိုအလှည့်ကျစနစ်နဲ့ထောက်ပံ့မှုမပေးဘဲလွတ်တယ်။ အဲ့ဒီမှာမိုးများနေတဲ့ရက်လွတ်တော့အခုလိုတည်တဲ့အထိဖြစ်လာရတယ်လို့အေယာဝရီတိုင်းကျမ်းမာရေးဦးစီးဌာနမှရှိတဲ့နန်စီတဲ့ဝန်ထမ်းတဦးကပြောပါတယ်တည်ဆုံသွားတဲ့ဥတီဟာအေးလွင်နဲ့ပတ်သက်ပြီးတိုင်းကျမ်းမာရေးဌာနကတစုံတရာထောက်ပံ့မှုတာဝန်ယူမှုမရှိဘဲမိသားစုဝင်များကသာတာဝန်ယူခဲ့ရကြောင်းဒေသခံများကပြောဆိုပါတယ်။ဒါအပြင်တိုင်းကျမ်းမာရေးဦးစီးမှုဒေါက်တာတီဟာဝန်ထမ်းများအား၎င်းရေးသားခိုင်းတဲ့အတိုင်းထူးခြားဖြစ်စဉ်ကိုရေးသားခိုင်းတယ်လို့နန်စီတဲ့ဝန်ထမ်းများထံကနေသိရှိရပါတယ်။ တိုင်းကျမ်းမာရေးဦးစီးမှုဒေါက်တာတီရဟာတိုင်းရုံမှာရှိတဲ့နန်းစီရင်ဝန်ထမ်းတွေကိုနေ့စဉ်စေရေးတိုင်းထွာပြီး၎င်းမျက်နှာရာရေးအတွက်အကြောင်းအမျိုးမျိုးပြကံမကြခဏအလုပ်ထုတ်ပေးလိရှိကြောင်းလည်းနန်းစီရင်ဝန်ထမ်းတွေကဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ချင်းပြည်အတွင်းမှာရွေးကောက်ပွဲဝင်ပြိုင်သူရဲ့ပိုင်ဆိုင်မှုတွေကိုပြည်သူပိုင်သိမ်းပြီးထောင်တန်းပါကြခံရမယ်လို့ချင်းပြည်ကောင်စီကြေညာကြကြောင်းတင်ဆက်ပေးပါမယ်။လောက်မဲ့ဒီဇင်ဘာလမှာကျင်းပမဲ့စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာကျင်းပနေအတွင်းဝင်ရောက်ရှင်းပြရင်ပိုင်ဆိုင်မှုတွေကိုပြည်သူပိုင်သိမ်းမှာဖြစ်တယ်လို့တောင်တန်ပါကြခင်ရမယ်လို့ကျင်းပကောင်စီ CC ကယမန်နေ့နိုဝင်ဘာလ6ရက်နေ့မှာထုတ်ပြန်ပါတယ်။ကျင်းပကောင်စီကအကြံဖတ်စစ်ကော်မရှင်ကနေကျင်းပမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်းပြဖို့ချင်းလူမျိုးအမေရိကန်နိုင်ငံရေးပါတီတီထောင်တာတွေချင်းပြည်အတွင်းပါတီယုံဖွင့်လှစ်တာတွေမလုပ်ဖို့တားမြစ်လာတာဖြစ်ပါတယ်။ဒါအပြင်စစ်တပ်ရဲ့ရွေးကောက်ပွဲကော်မရှင်စီမှာနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ထားရင်လည်း ဒီကြေညာချက်ကိုထုတ်ပြန်တဲ့နေ့ကစပြီးနိုင်ငံရေးပါတီအဖြစ်ကနေအလိုအလျောက်ပြက်ပြင်းမှဖြစ်ကြောင်းချင်းပြည်နယ်အတွင်းမှာနိုင်ငံရေးပါတီတခုခုရဲ့ကိုယ်စားလှယ်လောင်းဖြစ်စေတတိပုဂ္ဂလဖြစ်စေရွေးကောက်ပွဲကိုရှင်ပြိုင်ခြင်းမပြုဖို့နဲ့မဲဆွယ်စည်းရုံးတော်တွေဟောပြောတော်တွေစာရန်ဖြန့်ဝေတော်တွေကိုလည်းမပြုလုပ်ကြဖို့တားမြစ်ထားပါတယ်အထက်ပါတားမြစ်ချက်တွေကိုဖောက်ပြက်ရင်ဖောက်ပြက်ကျွလွန်သူဟာပြည်မှုတင်ရှားရင်ထိုသူရဲ့ပိုင်ဆိုင်မှုတွေကိုပြည်သူပိုင်ဖြစ်တင်ဆက်မှာဖြစ်တယ်လို့ထောင်တန်း၃နှစ်ကနေ၅နှစ်ထိဒါမှမဟုတ် ကြက်ငွေ၁၀သိန်းကနေ၃၀အထိဒါမှမဟုတ်ပြစ်ဒဏ်၂ရက်လုံးကိုကြာခံစီမှာဖြစ်တယ်လို့ပါရှိပါတယ်။မြန်မာနိုင်ငံအနှံ့မှာစစ်ပေးရှောင်နေတဲ့ချင်းပြည်သူတွေနဲ့ချင်းပြည်အတွင်းမှာနေထိုင်နေကြတဲ့ပြည်သူတွေအနေနဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုဆန္ဒပေးခြင်းမပြုဖို့ကိုလည်းချင်းပြည်ကောင်စီကနေကြေညာထားပြီးဖောက်ဖျက်ရင်ထောင်ဒဏ်တစ်နှစ်ကနေအများဆုံးထောင်ဒဏ်၃နှစ်ဒါမှမဟုတ်ကြက်ငွေ၅သိန်းကနေကြက်ငွေ၁၀သိန်းအထိဒါမှမဟုတ် ြစ်တဲ့နှစ်ရက်လုံးကိုကြာခံစီမှာဖြစ်တယ်လို့သိရှိရပါတယ်။ယခုလိုစစ်တပ်ရဲ့ရွေးကောက်ပွဲမှာပါဝင်ပတ်သက်သူတွေချင်းပြည်ကောင်စီရဲ့လှုပ်ထုံလုံနည်းတွေကိုဖောက်ဖျက်ကျူးလွန်သူတွေကိုတပ်ဆိုင်ရာဒေသခံအုပ်ချုပ်ရေးအဖွဲ့ရဲ့စီမင်းစည်းကမ်းလှုပ်ထုံလုံနည်းကြီးညာချက်ပါအချက်တွေနဲ့အညီအရေးယူသွားမှာဖြစ်တယ်လို့ထုတ်ပြန်လာတာဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတော်ရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ